ေးဇူးတော်ချီးမွမ်းခြင်းဟာကျွန်တော်တို့ကိုရောက်ရဲတင်းတိမ်စေနိုင်လို့ကျွန်တော်တို့ဂျေးဇူးတော်တာ၍ချီးမွမ်းတင့်ပါတယ်ဟာလေလုယဂျေးဇူးတော်ချီးမွမ်းတော်သူတယောက်ဟာသူ့ရဲ့အတ္တတာမှာကြုံတွေ့နေရတဲ့ကောင်းခြင်းမကောင်းခြင်းပေါ်မှာစိတ်ထားကအဲ့ဒီအရာကိုမူတည်မှမပြောင်းသွားဘူးစိတ်ထားကဖျားသခင်စီမှာရှိနေတဲ့အတွက်ရောက်ရဲတင်းတိမ်နေတဲ့အတွက်အခြေအနေတိုင်းမှာသူရောက်ရဲတင်းတိမ်နိုင်တယ်ပျော်ရွှင်နိုင်တယ်ငြိမ်သက်ခြင်းရှိတယ် ျွန်တော်တခုပြောမယ်နော်အခုနားထောင်နေတဲ့သူတွေလည်းအဲ့လိုပဲဖြစ်နေကျွန်တော်တို့များတော့အဖြစ်ကျွန်တော်တို့ရဲ့စိတ်အနေထားကလေအပြင်းတန်းအပြင်းပန်းအပြင်းပန်းတတန်ကိုမူတည်တာပတ်စံနဲ့နဲ့ဝင်ဝင်ကောင်းရင်တအားပျော်တယ်ဟုတ်တယ်နော်တိမ်မြက်ကြတယ်အိမ်ထောင်မှာလဲဟိုပတ်စံဝင်ဝင်မရှိဘူးဆိုရင်စကားများကြပြီးဟိုးနေလို့မကောင်းအဲ့ဒါကအခြေအနေပေါ်မှာမူတည်တာ ကျွန်တော်ပြောမယ်ကြီးစုတော်ချီးမွမ်းတတ်တဲ့သူတရားကအဲ့ဒီအခြေအနေပေါ်မှာမမူတည်တော့ဘဲနဲ့ဖယားတခင်ရဲ့အလိုတော်ဖယားတခင်ရဲ့ဖြစ်နိုင်ခြင်းဖယားတခင်ရဲ့တတ်နိုင်ခြင်းပေါ်မှာမူတည်တဲ့သူဖြစ်တယ်တည်နေတဲ့သူဖြစ်တယ်ဟာလေလုယာတရား၃ခုမြောက်တော့စာလံပိုက်ငယ်နှစ်ကနေလေးကြီးစုတော်ပေါင်းကိုမမေ့ရော့နဲ့တဲ့တင်းရဲ့တက်ကြီးစဉ်ကောင်းသောအရာနဲ့ရောက်ရဲစေတော်မူသဖြင့်တင်းအရွယ်ဒီရွှေလင်းသားဤအရွယ်ကဲတို့ပြုတ်ပြင်ခြင်းရှိ၏တဲ့ဒီနေရာမှာဆရာအဓိကက အာနားလေစီချင်တာကသင်ဤအသက်ကြီးစဉ်ကောင်းသောအရာနဲ့ရောက်ရဲစေတော်မူသဖြင့်တဲ့ဖယားသခင်ကကျွန်တော်တို့အတွက်ကောင်းစေတာတွေကြီးပဲလုပ်နေတယ်ဆိုတာမမေ့နဲ့ကျွန်တော်တို့အခက်ခဲကြုံနေဖြစ်ပါစေကျွန်တော်တို့ဒုက္ခရောက်နေနေဖြစ်ပါစေအဲ့ဒီဒုက္ခအဲ့ဒီအခက်ခဲကကျွန်တော်တို့အတွက်ကောင်းစေဖို့ပဲဖြစ်တယ်ဟာလေလုယာကျွန်တော်တို့တစ်ခါတလေဖြားနာပြီးဖြစ်ပါစေအဲ့ဒီဖြားနာခြင်းကလည်းကျွန်တော်တို့အတွက်ကောင်းစေဖို့ပဲဖြစ်တယ်ဟာလေလုယာ ထပ်ပြောမယ်နော်အခုနားထောင်နေတဲ့သူတွေတချို့ဖြားနေတဲ့သူရှိမယ်တချို့အခက်အခဲရောက်နေတဲ့သူရှိမယ်တို့တအားဒုက္ခရောက်နေတဲ့သူရှိမယ်ကျွန်တော်ပြောမယ်သင်ဟာဖခင်သခင်ကိုအကျွင်းမဲ့ယုံကြည်တဲ့သူဆိုရင်သင်ကြုံနေသည်။သင်ဝိညာဉ်ရေးရ level မြင့်တင်ဖို့တင့်အတွက် ကောင်းဖို့ပဲဖြစ်တယ်။အာမင်အာမင်ထပ်ပြောမယ်နော်။တင့်အတွက်ကောင်းဖို့ကြီးပဲဖြစ်တယ်။တင်ကြုံနေရတဲ့အရာတွေအားလုံးအားလုံးကတင်လှုပ်တဲ့အပြစ်ကလွဲလို့ပေါ့ တင်ဟာတင်အပြစ်တော့လို့မှကြုံလာတာတော့ဘုရားသခင်ကောင်းကောင်းကောင်းချင်းမဟုတ်ဘူးတင်အပြစ်လို့လို့တင်ခံရတာတင်အပြစ်မလို့ပဲနဲ့တင်မပြစ်မှာပဲနဲ့ကြုံလာရတဲ့ဒုက္ခပြဒနာအားလုံးဟာဘုရားသခင်တင်အတွက်အကျိုးဖြစ်ထွန်းဖို့ရန်အတွက်ဖြစ်တည်လာတာဆိုတာမမေ့ပါနဲ့ဒါကြောင့်ကောင်းသောအရာနဲ့ရောက်ရဲစေတော်မူပြီလို့ကျမ်းစာလာတယ်လေရောက်ရဲနိုင်ဖို့ရန်အတွက်ဘုရားသခင်တင်ကိုကောင်းကြီးပေးမှတင်ကိုခွန်အားပေးမှ များတော့အပြည့်ကျွန်တော်တို့ကဆူတောင်းတဲ့အခါမှာဘုရားသခင်ဒီဒုက္ခကိုမကြုံပါစေနဲ့ဒီဒုက္ခကိုယူပစ်ပါအဲ့လိုမျိုးဆူတောင်းပေးတတ်တယ်ကျွန်တော်တို့ကအဲ့လိုဆူတောင်းတတ်တယ်ဟုတ်တယ်နော်ယုံကြည်သူတွေများတော့အပြည့်ဘယ်လိုဆူတောင်းလဲမသိဘူးတင်တို့အခက်ခဲကြုံတဲ့အခါမှာလေဘယ်လိုဆူတောင်းလဲမသိဘူးဘုရားသခင်ဒီအခက်ခဲကိုဒီကျွန်တော်ရှိကနေပယ်ရှားပေးပါယူပစ်ပေးပါအဲ့လိုဆူတောင်းတယ်များတော့အပြည့်ကျွန်တော်ပြောမယ်တခါတလေဘုရားသခင်ကဒုက္ခအခက်ခဲကိုမယူပစ်ဘဲနဲ့တင်ကိုအဲ့ဒီဒုက္ခအခက်ခဲကိုအောင်မြင်ခိုင်းစေချင်တာဖြစ်တယ် ထပ်ပြောမယ်နော်ဖယားသခင်ကတခါတလေတင့်ရှိမှဒုက္ခအခက်ခဲလာထားထားပေးတာဟာတင်စုတောင်းလိုက်တယ်ယူပစ်ပေးပါဖယားဖယားတော့ယူပစ်ပေးဖို့မဟုတ်ဘူးတင့်ကိုဒီဒုက္ခအခက်ခဲကိုအောင်မြင်စေဖို့ရန်အတွက်အလိုတော်ရှိတယ်တင်အောင်မြင်သွားတဲ့အခါမှာနောက်တစ်ခါအဲ့လောက်လေးဒုက္ခအခက်ခဲကြုံလာတဲ့အခါမှာတင်မကြောက်တော့ဘူးဘုရားသခင်ယူပစ်ပေးပါယူပစ်ပေးပါဆိုမှဆုတောင်းပါဘုရားသခင်ယူပစ်သွားတဲ့အခါမှာနောက်တစ်ခါအဲ့ဒီအဲ့ဒီလောက်ပဲဒုက္ခခက်ခဲကြုံရင်လည်းတင်တားကြောက်နေလိမ့်မယ် ဆိုလိုချင်တာနားလည်လားမသိဘူးနော်။ပန်ရှင်တော်ဝိညာဉ်တော်အလင်းပေးပါစေ။ဒုက္ခခက်ခဲကြုံလာတဲ့အခါမှာဘုရားသခင်ကတင့်ကိုအောင်မြင်စေချင်တာအဲ့ဒီဒုက္ခကိုအောင်မြင်စေချင်တာအဲ့ဒီအခက်ခဲကိုအောင်မြင်စေချင်တာဟာလေလုယာ။ညီကိုတယောက်ကဆရာ့လာမေးတယ်။မနေ့ကဆရာရေးတဲ့ကျွန်တော်တို့ယုံကြည်သူခရစ်ယေရှုကိုယုံကြည်လိုက်လို့ရှိရင်ဒုက္ခဆင်းရဲအခက်ခဲတွေအကုန်လုံးမရှိတော့ဘူးမဟုတ်လားတဲ့။ကျွန်တော်ပြောပြတယ်။ တမန်ကျင်းစာထဲမှာယေရှုကိုယုံလိုက်တာနဲ့အခက်ခဲလုံးဝမရှိတော့ဘူးဆိုတဲ့စကားဘယ်မှမမရေးထားပါဘူးလို့ဒါပေမဲ့တခုကျွန်တော်တို့အတွက်ခွန်အားရဲ့ယူရမှာကဒုက္ခအခက်ခဲကို အောင်မြင်နိုင်ဖို့အခွင့်ပေးထားတယ်လို့ဟာလေလုယ။ဒါကြောင့်ကျွန်တော်အားလုံးကိုတစ်ခါပြန်ပြောပေးမယ်နော်။ယေရှုကိုယုံကြည်လိုက်လို့တင့်အသက်တာမှာဒုက္ခပြဿနာအခက်ခဲမရှိတော့ဘူးလို့ကျမ်းစာမှာမရေးထားဘူး။ဒါပေမဲ့ဘယ်လိုရေးထားလဲဆိုတော့ ယေရှုကိုယုံကြည်လိုက်တာနဲ့တင်းရဲ့အတ္တမှာအဲ့ဒီဒုက္ခပြဿနာအခက်အခဲကိုအောင်မြင်နိုင်တဲ့အခွင့်အရေးရှိတယ်။ယေရှုခရစ်တော်ကြောင့်အဲ့ဒီအရာကိုအောင်မြင်နိုင်တယ်ဆိုတာသင်နားလည်ဖို့လိုတယ်။ဟာလေလုယာကျွန်တော်ပြောချင်တာအားလုံးနားလည်မယ်ထင်တယ်နော်။တခါတလေကျွန်တော်တို့ကဒုက္ခအခက်အခဲမကြုံရင်ဘူးဒါပေမဲ့ဖယားသခင်ကအဲ့ဒီဒုက္ခအခက်အခဲကြောင့်ကျွန်တော်တို့အကျိုးဖြစ်ထွန်းစေတာကျွန်တော်တို့ကိုထွေနေစင်းပေးနေတာကျွန်တော်တို့လေ့ကျင့်ပေးနေတာ ကျွန်တော်တို့တာ၍တန်မာအောင်လေ့ကျင့်ပေးနေတာကျွန်တော်တို့အခုကြုံတွေ့နေရတဲ့အဖျားကြောင့်ကျွန်တော်အခုကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခကြောင့်ကျွန်တော်အခုကြုံတွေ့နေရပြဿနာကြောင့်ကျွန်တော်အခုကြုံတွေ့နေရတဲ့အမျိုးမျိုးသောဒုက္ခကြောင့်ကျွန်တော်တို့ကိုတန်မာအောင်ကျွန်တော်တို့လေ့ကျင့်ပေးနေတာလေ့ကျင့်ပေးနေတာတာ၍မြင့်မားဖို့အောင်မြင်ဖို့ဒီဒုက္ခပြဿနာကို အောင်မြင်နိုင်ဖို့ဟာလေလုယာဒါလို့ဆိုတင်နာလည်းမယ်လို့ယုံကြည်တယ်နော်ဒါကြောင့်ကြီးစုတော်ဂုံတော်ပေါင်းကိုချီးမွမ်းဖို့မမေ့ပါနဲ့ အရာအလုံးဟာကျွန်တော်တို့အကျိုးအတွက်ခရီးသခင်ပြုစုနေတယ်ဆိုတာနားလည်ပါကျမ်းစာတစ်ချက်ဖတ်မယ်နော်ဖိလိပ္ပိဩဝါဒစာခန်းကြီး၄အငယ်၁၁ကနေ၁၂ဖိလိပ္ပိဩဝါဒစာခန်းကြီး၄အငယ်၁၁ကနေ၁၂ထို့တို့ဆိုတော့ငါကိုယ်တိုင်ဆင်းရဲခြင်းကိုရည်မှတ်၍ဆိုဒီမဟုတ်အကြောင်းမူကားငါဒီတွေ့ကြုံသည်များတော့အချင်းရာတို့၌ရောက်ရဲတော့စိတ်ရှိအံ့တော့ငါတင်မိပြီရှုတ်ချခြင်းကို၎င်းကြွယ်ဝခြင်းကို၎င်းခံတတ်၏ ဝါစွာစားခြင်းမွတ်သိခြင်းစီးစိမ်ရှိခြင်းဆင်းရဲခြင်းတို့ကိုခံရအံ့တော်ငါအရရရတို့တွင်အရာရာ၌တင်မိပြီငါ့ကိုခွန်အားနည်းပြည့်စေတော်မူသောယေရှုခရစ်တော်အားဖြင့်အရာခတ်တိုင်းကိုငါတတ်နိုင်၏ဟာလေလုယာချစ်တော်ညီကိုမောင်တော် အားလုံးကြားကူးကြမယ်ခဏခဏယုံကြည်သူတွေပြောတတ်ကြတယ်ယေရှုခရစ်တော်အားဖြင့်အရာခတ်သိမ်းကိုငါတတ်နိုင်တယ်ယေရှုခရစ်တော်အားဖြင့်အရာခတ်သိမ်းကိုငါတတ်နိုင်တယ်အဲ့ဒီအရာခတ်သိမ်းကိုတတ်နိုင်လေဆိုတာကများသောအားဖြင့်ကျွန်တော်တို့မာယွန်းစွာအသုံးပြုတတ်တယ်ငါအောင်မြင်ဖို့ငါပတ်စံချမ်းသာဖို့ငါတတ်နိုင်တယ်ငါအောင်မြင်နိုင်တယ်အဲအဲ့လိုမျိုးမားပါတယ်သူ့ရဲ့ background ကဘယ်ကနေလာလဲဆိုတော့ရှင်ပေါလုပြောတဲ့ခုနစကားကနေလာတာဘယ်စကားကနေလဲရောင်ရဲတင်းတိမ်နိုင်တယ်ဆိုတဲ့အရာကနေလာတာ အဲ့ဒီစင်းရဲချင်းမှလည်းငါနေနိုင်ပြီပတ်စံဘလောက်ချမ်းတိုင်လည်းငါနေနိုင်ပြီဘလောက်စင်းရဲလည်းငါနေနိုင်ပြီဟိုပါလေအာဘိုက်စာနေလည်းငါနေနိုင်ပြီမုတ်တိတ်နေလည်းငါနေဝါစွာစားရရင်လည်းငါနေနိုင်ပြီစီးစိမ်ချမ်းတိုင်လည်းငါနေနိုင်ပြီစင်းရဲလည်းငါနေနိုင်ပြီ အယားယာမှာယေရှုခရစ်တော်အဖေငါရောက်ရေးတင်းတိုင်နိုင်ပြီဆိုတာကိုပြောခြင်းဖြစ်တဲ့ချစ်တော်ညီကိုမောင်တို့ဒါကြောင့်ယုံကြည်သူတရားဟာသူ့ရဲ့အတ္တထဲမှာစင်းရဲချမ်းသာမြွေသူပျော်ရွှင်ငြိမ်သက်နေတယ်ဖခင်သခင်ရဲ့ကောင်းကြီးလိုအပ်တဲ့အရာကိုအပြည့်အဝပေးထားလို့နေ့ရက်စဉ်တိုင်းစားတောက်ရမယ့်အရာကိုသူ့ကိုပေးထားလို့ကျွန်တော်ပြောမယ်ချစ်တော်ညီကိုမောင်တို့ကျွန်တော်အရင်တော့လည်းပြောတယ်ယေရှုခရစ်တော်ကိုယုံကြည်တဲ့သူတရားဟာဘိုက်ဟိုဘာလဲဘိုက်ဆိုင်မှာတည်သွားတာကျွန်တော်တခါမှမကြဘူး ထပ်ပြောမယ်နော်ထပ်ပြောမယ်နော်ယေရှုခရစ်တော်ကိုယုံကြည်လို့ဗိုက်စာပြီးမှမွတ်တိုက်ပြီးမှတည်သွားတယ်ဆိုတော့ကျွန်တော်မကြဘူး။ဘာကြောင့်လဲဖခင်သခင်ကကျွန်တော်တို့ကိုအငတ်မထားဘူး။ဟာလေလုယာ။တကယ်တကယ်ချမ်းသာခြင်း၊ကြွယ်ဝခြင်း၊စင်ရဲခြင်း၊မွတ်တိုက်ခြင်း၊ဝါစာစားရခြင်း၊ဝါစွာမစားရခြင်းစသဖြင့်စသဖြင့်ဖခင်သခင်ကကျွန်တော်တို့ကိုလိုအပ်တာအကုန်လုံးပေးတယ်ဆိုတာကျွန်တော်နားလည်ရတယ်။အာမင်။ဒါကရောက်ရဲ့တင်းတိမ်ခြင်းပဲ။ ရောင်ရည်တင်းတိမ်တဲ့သူတယောက်ဟာကျွန်တော်တို့သူများကိုမနာလိုခြင်းမရှိဘူးရောင်ရည်တင်းတိမ်တဲ့သူတယောက်ဟာကျွန်တော်တို့အတ္တကိုကျေနပ်တယ်ရောင်ရည်တင်းတိမ်နေတဲ့သူတယောက်ဟာဖျားပေးတဲ့အတ္တထဲမှာ तू ပျော်ရွှင်တယ် तू ပျော်ရွှင်တဲ့အတွက်တူကျဲမာတယ် तू ကျဲမာတဲ့အတွက် तू ဆက်ပြီးကြိုးစားနိုင်တယ် तू ဆက်ပြီးကြိုးစားတဲ့အတွက် तू အတ္တပို့ပြီးချမ်းသာလာမယ်ကျွယ်ဝလာမယ်ဟာလေလုယာဆိုတော့ကျွန်တော်နှိကုံချုပ်ရအောင်နော်ဒီကနေ့ပြောသွားတဲ့ခေါင်းစဉ်ကကျေးဇူးတော်ချီးမွမ်းခြင်းဟာကျွန်တော်တို့အချိန်၄တိုင်းပေါ်မှာ ရောင်ရဲတင်းတိမ်နိုင်လို့ဖြစ်ပါတယ်အခြေအနေပေါ်မှာကျွန်တော်တို့စိတ်ထားကမတည်ပဲနဲ့ဖျားသခင်မှာတည်နေလို့ဖြစ်တယ်အားလုံးဖြစ်တတ်ကြလားမသိဘူးเนาะကျွန်တော်တို့များတော့အဖြစ်ဝင်ငွေကောင်းရင်ကျွန်တော်ပျော်ရွှင်နေဝင်ငွေမကောင်းရင်ကျွန်တော်စိတ်မကောင်းအခြေအနေပေါ်မှာမူတည်နေလို့ဖျားသခင်ပေါ်မှာမူတည်တဲ့သူဖြစ်တယ်ရောင်ရဲတင်းတိမ်တက်တဲ့သူဆိုတာအာမင်နောက်ဘက်တော်ကိုနားဆင်ပြီးတော့မှကျွန်တော်တို့ဒီလိုပဲနားထားတာမဟုတ်ပဲ နောက်ကဘက်တော်ကိုနှလုံးသွင်းပြီးတော့မှတကယ်လက်တွေ့ကြည့်စုတော့ချီးမွမ်းတဲ့သူများဖြစ်ကြပါစေဆိုပြီးမှကျွန်တော်ဒီမှာပဲနှိကုံချုပ်လိုက်ပါတယ်နားမလည်တာရှင်ကျွန်တော်အကောင့်အပ်ပြီးမှမေးလို့ရတယ်မက်ဆန်ဂျာကနေမေးလို့ရတယ်ကျွန်တော်တို့စကားလာပြောလို့ရတယ်စုတောင်းစရာရှိတာများရှိရင်လည်းလာပြီးမှမေးမြန်းလို့ရတယ်စုတောင်းခံလို့ရတယ်ဆိုတဲ့အကြောင်းပြောကြားရင်းနဲ့ဒီမှာပဲနှိကုံချုပ်လိုက်ပါတယ်နားဆင်သွားတဲ့သူအယောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့အာမင်